ဆိုတော့ခုနပဲ MSI ကနေဖုန်းလာပြီပေါ့နော် MSI Glow 8ကို unboxing လုပ်ဖို့လာယူပေးပါတဲ့ဆိုတော့သွားလိုက်ကြရအောင်ကိုကတော့ကျွန်တော် Supplement ကိုသွားနေတာပေါ့နော် Supplement မှာကွန်ပျူတာနဲ့ပတ်သက်တဲ့ပစ္စည်းတွေ laptop တွေဘာတွေညာတွေ accessory တွေအစုံရတယ် MSI laptop ထားထားတဲ့စင်လေးလေးရှိတယ်ဆိုတော့ laptop တွေကိုလည်းတစ်ချက်လောက်သွားကြည့်ပြီးအားကြကြတာပေါ့ ဆိုင်ရှိတ်ကိုတော့ရောက်ပြီကဲဝင်လိုက်ကြရအောင် ဒါလေးကိုသဘောကျတယ်။ तू आ RTH 30 50နဲ့နော်။ဟုတ်ကဲ့။30 50နဲ့ Orange က i5 i5 13ကျန်ရှိ။အေးမဆိုးခလုတ်လေးတွေမိုက်တယ်။ဂိမ်းတွေစော့မယ်ဆိုရင်တော့ share ပေါ့။ဈေးရဘလောက်လောက်ရှိလဲ။ဈေးရတယ်မြန်မာငွေ32တင်ဝင်ကျန်လာပဲရှိမယ်ကိုဟုတ်။32တင်ဝင်ကျန်။မဆိုးပါဘူး32တင်။ကြိုက်လား။ပတ်တန်ရှိလား။ တနေ့နေ့တော့ဝယ်နိုင်မှာပါကျွန်တော်တို့က Ryzen 7 Zeno ကတော့35တိန်းမှကျန်တော့ပဲကြမယ် RAM ပုံများသွားမယ်16 GB CPU က Ryzen 7 8000 CPU ဒါကဟိုအမေပေါ့16မဟုတ်သေးဘူးဟုတ်ဒါကတော့ 8K ဆိုပေမဲ့သူက slot free တစ်ခုလွတ်ပေးထားရယ် site မှာဆိုရင်တော့64 site လို့ရတယ်ဟုတ်โอเคနော် Ryzen 1နဲ့ပဲ Ryzen 7နဲ့နော်ဒါလည်း Ryzen ဆိုတော့ performance CPU performance တော့ပိုကောင်းလိမ့်မယ်ကိုးရီပိုင်းညာလည်းပိုများမယ်ထင်တယ် Ryzen စနစ်ဆိုတော့ okay ကျွန်တော်တို့ဟိုလေဘူးလေးရိုက်ပြီလေတစ်ချက်ယူလိုက်ရမယ်ဟုတ်နော်ကျွန်တော်ဟိုဟာလေ packing လေးတစ်ချက်လောက်ထုတ်ပေးလိုက်ပါနော်အပြင်မှာမိုးရီပိုင်းညာယူရနေတော့ဟုတ်ရပါပြီကျေးဇူးပါ ဲဒီမှာနောက်ဆုံးတော့အင်းရောက်လာပြီဆိုတော့ဒါကကလော8ပေါ့နော်ဆိုဒီမှာဒါကဘူးကွန်းလေးဒီနေ့ကအပေါက်ဆင်းကိုတစ်ချက်အမြန်လေးလုပ်ပြမယ်ပြီးတော့မှဒီဒီကိုနောက်တစ်ခါထပ်လုပ်မယ်ဆိုတော့အပေါက်ဆင်းလေးကျွန်တော်တို့ဒီမှာတစ်ခါလေးလုပ်ပြမယ်ဒါ unit လေး unit ကတော့သူကနည်းနည်းလေးစမ်းထားပြီးသားဆိုတော့ ဒါလေးကတော့ rap လုပ်လို့မရတော့ဘူးဒီမှာอืมအာကင်ကြီးတဲ့နည်းနည်းပထမဆုံးခန်းစားရမှာကတော့နည်းနည်းကြီးတယ်နည်းနည်းကြီးတယ်ဆိုမှတော်တော်ကြီးကိုကြီးတာ this is like ရှစ်လက်မလောက်ရှိတယ်အာပြီးွားလို့ရှင်းရင်ရှစ်လက်မရှိတယ်ရှစ်လက်မရှိတယ်အာပြီးွားရင်သူက120 hertz နဲ့အာ IBS อืม အထဲမှာဘာတွေပါအောင်မလဲဆိုတော့အထုံးစံတိုင်းချာဂျင်ဂျိုးတွေအက်ဒက်ပတာတွေဘာညာစမာကလာပြီးွားလို့ရှိရင်အထဲမှာအထုံးစံတိုင်းမန်ယူရယ်ပေါ့နော်ဒါပေါ့ဆိုတော့ဒါလေးကိုခဏထားမယ်လော်လော့စေပြကျင်နေတာတခုလေးရှိတယ်ဒါလေးကဘာဖြစ်မလဲဆိုတော့ဘယ်လိုလုပ်ရမလဲ several days later လက်လျှော့လိုက်ပါပြီအဲ့လို့ဆိုတော့ तू ကဒီဟာလေးတွေကိုဖြဲရမှာဒီဘက်ကဖြဲဒီဘက်ကဖြဲဒီဘက်ကဖြဲပြီးတော့မှအဲ့ဒါလေးကိုကျွန်တော်တို့ခောက်လိုက်မယ်ဆိုလို့ရှိရင်ခောက်တဲ့စင်လေးပုံစံဖြစ်သွားမယ်အဲ့ဒီစင်လေးပေါ်မှာဒါလေးကိုဒီလိုလေးတင်ပြီးတော့ကွန်ပျူတာနဲ့ပဲသုံးသုံးရုပ်ရှင်ပဲထိုင်ကြည့်ကြည့်ခြားခြင်းပဲတွင်းတွင်းအေးစေးလို့လို့ရတယ်ကဲဒါလေးကို ြစ်လိုက်မယ်။အွန်းဆက်ကိုသွားလိုက်ကြရအောင်။သူက i7 Ultra နဲ့လှုပ်ထားထားတယ်။ဆိုတော့ performance ကတော့မိုက်ဝါပြီ။ screen က၈လက်မဖြစ်ွားလိမ့်မယ်။ 120Hz နဲ့မိုက်ဝါပြီ။ window အဖွင့်ပိတ်ပေါ့နော်။ဆက်ကိုအဖွင့်ပိတ်နဲ့ကို password တွေဘာညာတွေရိုက်စရာမလိုဘူး။ဒီမှာ fingerprint ပါတယ်။ fingerprint နဲ့ကျုံလိုက်ရုံပဲ။ wait အဲအဲ့မှာဆက်တက်လာလို့ရှိရင် finger လေး fingerprint လေးဒီမှာအဲ့ဒါနှိမ့်လိုက်တာနဲ့ရွာလိုက်မယ်အာ thunderbolt နှစ်ခုပါမယ်အ micro sc လေးပါမယ် audio jack ပါမယ်ပြီးွားလို့ရှိရင်ဒီမှာ volume တိုး short လောက်တာလေးပါမယ် cloud တွေက rgb လှလှလေးနဲ့ပြွားမယ်ဒီနှစ်ခု ဒီဟာလေးနှစ်ခုက hall effect နဲ့ဖြစ်သွားလိမ့်မယ်ပြောလို့ရှိရင်ဒီ key တွေပါ hall effect နဲ့လို့ပြောတယ်ဆိုတော့ drifting တွေဘာညာတွေမဖြစ်ဘူး drifting ဆိုတာကျွန်တော်တို့သုံးတာကြာလို့ရှိရင်တောင်းအဲ့လိုမျိုးဘတ်တွေဘာညာတွေဆွဲတာပေါ့နော်မငိမ့်တာတို့ဘတ်ဆွဲတာတို့ဘာညာတွေဘာညာတွေမဖြစ်တော့ဘူးဆိုတော့ hall effect နဲ့အဲနောက်ဆုံးမှာ switch ပေါ့နော် magnetic လောက်ထားတဲ့ hall effect switch တွေနဲ့ဖြစ်သွားလိမ့်မယ်ကဲဒီမှာဖွင့်မယ်အဲ့ဒါ Okay. ဆိုတော့ဒါကကျွန်တော်ခုနကဒီ fingerprint နဲ့ဖွင့်လိုက်တာဆိုတော့ loss ရကျွန်တော်ကအခုမှရထားတာဆိုတော့ဒီထဲမှာ gain နေပါညာတွေကမထည့်ရသေးဘူးဒါတော့ initial ကျွန်တော် unboxing လုပ်ပြတာဖြစ်ပါတယ်ဆိုတော့သူကြတော့တခြား high tech ပိုကြီးတယ်ပိုပြီးတော့လဲလေးွားတယ်အဲ့တော့ကြောင့်မို့လို့တခဲကပိုခံွားလိမ့်မယ်အာအပြင်ကိုထပ်ကြည့်ကြရအောင်ဒီထဲမှာ ဲကအင်တိတ်နှစ်ခုပါမယ်ဒီဘက်မှာအောက်အောက်လက်ပေါ့နော်အောက်ပေါ့အပေါ်နှစ်ခုပါလိမ့်မယ်ဆိုတော့အင်တိတ်နှစ်ခုအောက်ကနှစ်ခုပြီးွားရင်အတန်ကတော့ကျွန်တော်ဒါကိုစမ်းတဲ့နေ့မှာတစ်ချက်ပြင်ပြပေးမယ်ထူ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 ကတော့ဘာမှတော့မရှိသေးဘူးလောလောဆယ်အန်ဘောက်ဆင်းအနေနဲ့ပဲဆိုလို့ရှိရင်ဒါ first experience အနေနဲ့ဆိုလို့ရှိရင် ြီးတာတော့တော်တော်သိတာတယ်ဗောနော်ကြီးတာတော်တော်သိတာတယ် Hall of Fame ဆိုတော့ရွှေလို့ပြုလို့ကောင်းတယ်ပြီးွားနောက်တစ်ခုကဘာလဲဆိုတော့ဒီ test screen ဖြစ်သွားလိမ့်မယ်ဒါတော့အဲကျွန်တော် handheld အတိုင်းလိုလိုမှာ test screen နဲ့ဒါပေမဲ့ဒါလေးနဲ့ရွှေ့လို့ရသွားလိမ့်မယ် mouse ကိုတခြားကတော့မရှိပါဘူးကျွန်တော်ဂိမ်းတွေထည့်စံပြီးွားမှာ တစ်ချက်ဒီ detail review လေးပြန်လုပ်ပေးပါမယ်ဆိုတော့ဒီ detail review မှာပြန်တွေ့ကြမယ် bye bye